မရနေမြေကောင်စီမရကာကွေတက်ကလည်းအရွယ်ရောက်သူတိုင်းစစ်မှုထမ်းရမယ်ဆိုရဲစစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းလာခဲ့ပြန်ပါတယ်။ချင်းမီကမတူဘီထန်တလန်းပလဝါစရိမြို့နယ်တွေမှာရှိတဲ့မရဒေတာမှာဇွန်လ9ရက်နေ့ကမရနေမြေကောင်စီမရကာကွေတက် MTC MDF ကနေဒေသခံတွေကိုစစ်မှုထမ်းရမယ်ဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက်မရပြည်သူတွေဟာစိုးရိမ်နေကြတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ ဓမ္မဆရာတွေနဲ့ဓမ္မရေချုံရင်သူတွေကလွဲပြီးအသက်၈၈နှစ်ကနေ၄၅နှစ်အတွင်းမရဒေတာရှိ အမျိုးသမီးအမျိုးသားတိုင်းဟာစမှုထမ်းရမယ် MTC MDF ရဲ့ဥပဒေကြောင့်မဖြစ်မနေစမှုထမ်းဖို့လိုလာတာကြောင့်စိုးရင်ရတဲ့အခြေအနေမှာရှင်နေကြတာပါအခုလို့ပြဌာန်းလာတာနဲ့ပတ်သက်ပြီးလိုင်းလင်းပြည်မြို့ဒေတာကန်တအူက ကျွန်တော်ကအိမ်နာဦးစီတယောက်ပါမိဘတွေဇနီးတောင်သမီးတွေကိုလှုပ်ကျွေးနေရတော့မို့ကျွန်တော်ကိုစမုတ်ထန်ခေါ်မယ်ဆိုရင်မိသားစုစားဝတ်နေရေးအခက်အခဲဖြစ်နိုင်ပါတယ်လို့ CJ platform ကိုပြောပါတယ် MTC MDF ရဲ့ပြဋ္ဌာန်းလိုက်တဲ့စမုတ်ထန်ဥပဒေဟာမိဘပြုစုသူတွေနဲ့အိမ်နာဦးစီတွေအတွက်အခက်အခဲဖြစ်စေတယ်လို့ဆိုကြပါတယ်နိုင်ငံရေးအခြေအနေကြောင့်ဒေသတွင်အလောက်ကန်ရှာပါဝင်ငွေမရှိတဲ့အချိန်မှာ လူငယ်လူရယ်တွေကိုစစ်မှုထမ်းခေါ်တာဟာမိသားစုတွေအတွက်ပုံမှန်ချက်တဲလာနိုင်တယ်လို့လဲဝေဖန်နေကြပါဗျ။